ဟယ်လိုအားလုံးပဲမင်္ဂလာပါစတီဗင်ပြောနေပြန်လဲကြိုးစားလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့ဒီယာတီကစားပုံကပြီးခဲ့တဲ့ယာတီနဲ့ရှင်ပြောင်းလဲမှုလေးတွေရှိတယ်မတူညီတဲ့ချက်လေးရှိတယ်ဒီချက်လေးတွေကလည်းဒီကြောက်လာတဲ့ကိုကြောက်လာကစားသမားအစ်တတွေကိုသမားအစ်တတွေအဲကိုသမားအစ်တစသဖြင့်အကြောင်းအရာတွေပေါ်မူတည်ပြီးကျွန်တော်တက်ကစားပုံကိုတည်တည်စားပြောင်းလဲသွားတယ်အချက်လက်ပိုင်းဆိုင်ရာအတိအသပြောင်းလဲသွားလေးလေးရှိတယ်ထင်သာမြင်သာလေးရှိတယ်ဒီကောင်ကလည်းပတ်သက်ပြီးဒီသက်လက်တက်ကသမ္မတဘုတ်ထွက်လာတယ်ဒီမှာပါဝင်တဲ့အကြောင်းအရာလေးတွေကျွန်တော်ပြန်ပြီး sharing လုပ်သွားမှာဖြစ်တယ် ဲ့တော့အများကြီးပြောမနေတော့ဘူး you ရှင်းရှင်းနဲ့အမြင်သာဆုံးပြောရရင်ကိုသမားရဲ့အဝေးကံချက်တွေကိုပြောလို့ရတယ်ကျွန်တော်လီဗာပူးကိုနိုင်ရခဲ့တဲ့ပွဲမှာဒီဒီမန်ချက်စတာရဲ့ဘက်ကအဝေးဘော45လုံးတန်ခဲ့တယ်အဲ့ဒီ45လုံးနဲ့38လုံးကိုလမန်းကျော်တဲ့ဘက်ကတန်ခဲ့တာဒီပမာဏကလီဗာပူးတစ်သင်းလုံးကစားခဲ့တဲ့ပမာဏချက်ကိုနှစ်ခုသာကျော်တယ်ပေါ့နော်ဆိုတော့ဒီအဝေးဘောတွေ ကန်တယ်ပေါ့ဆိုတော့ပြီးခဲ့တဲ့ Brighton နဲ့ပွဲမှာလည်းပဲ Lemans က32လုံးအဝေးဘောကန်လိုက်သေးတယ်ဒါဒါဒီပုံစံအကြည့်အဖြစ် Lemans လက်ထက်မှာဒီအဝေးဘောတွေပို့ပို့ပြီးကန်လာတယ်ပေါ့အဲ့လိုတွေမဟုတ်ပဲနဲ့တကယ်တော့ Bayern တဲ့လက်ထက်ကလေးကအဝေးဘောတွေကပို့ပြီးတော့ကန်ကန်လာတာပေါ့နော်သူသူပေးတဲ့ဘောလုံးရဲ့68ရာခိုင်နှုန်းကအဝေးဘောတွေ ဝေးဘော်တွေကန်သွားတာအဲ့တော့ lemons မတိုင်ခင်နဲ့ဒီလိုဟာကိုစတင်ပြီး introduce လုပ်နေပြီစတင်ပြီးတော့ဘယ်လိုပြောမိတ်ဆက်နေပြီပေါ့ဒီအဝေးဘော်နဲ့ကစားတဲ့ပုံစံဒါပေမဲ့ lemons ရောက်လာတဲ့ညမှာပို့ပြီးတော့တိတာကိုကစားခဲ့တယ်ပေါ့နော်အဲ့တော့ဒီ Manchester United ကဒီရာသီမှာအဝေးဘော်ကန်တာပေါ့နော်ဂိုးသမားနေပြီးတော့အဝေးဘော်ကန်တာမှာ minute 90မှာ23.2ကျင်းကန်တယ် minute 90မှာ23.2 နှစ်ကြိမ်လုံးနဲ့ကန်တဲ့ဒီနှစ်ပရီးမီးယားလိမှာဒါဟာအများဆုံးဖြစ်တယ်ဒုတိယလိုက်တာတော့ Everton ဘာလို့ Everton လို့ Everton ကိုထည့်ပြောရလဲဆို Everton ပြီးခဲ့တဲ့နှစ်ရာသီမှာအဝေးပေါ်အများဆုံးကန်ခဲ့တဲ့အသင်းဖြစ်တယ်ကိုသမားကိုသမားတယောက်ကအဝေးအဝေးပေါ်အများဆုံးကန်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီအများဆုံးဆိုတဲ့ Everton ကိုတော့ကျွန်တော်တက်ကကြော်လုံပြီးတော့ကန်ခဲ့ပြီလို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဒီ Amorin ရဲ့အခုအဝေးပေါ်ကန်တဲ့ နှုံထားဒီလိုကစားပုံကပြီးခဲ့တဲ့ရာသီနဲ့ရှင်86ရာ86ရာကလုံးအထိတိုးတက်လာတယ်။အဲများပြားလာတိုးတက်လာတယ်ဆိုတော့ကစားပုံမတူတော့ပဲနဲ့များပြားလာတယ်ပေါ့နော်။အဲ့တော့အဝေးဘောတွေပို့ပို့ပြီးတော့ကန်လာတယ်ပေါ့နော်။ဒီဟာကပြီးခဲ့တဲ့ရာသီတုန်းဒီရာသီအစဘက်မှာအဲခုပေါ့နော်ဒီရာသီအစဘက်မှာအိုရနာကိုလည်းအဲ့လိုမျိုးကန်ဖို့တော့ကိုမော်ရင်ကညွှန်ကြားချက်ပြီးခဲ့သေးတယ်လို့သိရတယ်။အခုတော့အိုရနာပြောင်းလာတယ်ပေါ့။အဲ့တော့ဝုဒ်မားတွေကန်တဲ့ကန်တင်တဲ့နေရာမှာလည်းသူကဘယ်ချမ်းတဲ့ညာကြော50 50 စမ်းစမ်းဖွဲ့ပြီးကြံတယ်ပေါ့ဒီပုံကိုကြည့်မယ်ဆိုရှင်းတယ်ပြီးခဲ့တဲ့ရာသီကဘောလုံးဖြန့်ဝေမှုတွေအများဆုံးကိုယ့်ရဲ့ဘတ်ချမ်းမှာပဲရှိတယ်ဒီအနီရောင်ပြထားတဲ့ပုံစံဒါကိုယ့်ဘတ်ချမ်းမှာအာပေးတဲ့ဘောလုံးဘောလုံးအများဆုံးရောက်တဲ့နေရာလေပေါ့နော်အနီရဲ့တောင်နေရာဒီဘက်ညာဘတ်ချမ်းဆိုတော့ဒီနှစ်ဒီနှစ်မှာဆိုရင်တော့ချင်းချင်းရှားရှားပဲကျွန်တော်တို့ကဒီအဆက်တရာကလုံးရှိတဲ့အလယ်မှာကိုကွင်းလက်စီမှာဒါကတော့ဒါဆက်စကိုရဲ့နေရာအမ်ဘူဘူရဲ့နေရာဒါမှမဟုတ်ရဒါကိုညာရဲ့နေရာဒီနေရာကိုသာဥတည်ပြီးတော့ ကစားသွားတာသိရတယ်ဆိုတော့ယူနိုက်တက်ကတည်တည်သားကိုအဝေးဘောတွေကိုမနစ်ကဘုံနာနာနဲ့ short ball ကစားခဲ့တာမဟုတ်ဘူးနဲ့အဝေးဘောတွေကိုရှေ့မှာပို့ပြီးတော့ကစားလာတာလို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒီမနစ်ကထက်ကိုပို့ပြီးတော့အော်တော်တော်များများကိုအဝေးဘောကကွင်းလေကိုဘောလုံးရောက်လာတာပေါ့နော်ဆိုတော့ဒီဟာလေးကိုဆက်ပြီးတော့သုတ်သွားမလားဆိုတော့ကျွန်တော်တို့ကြည့်ရမယ်ဒါကတော့ပထမဆုံးမြင်ရတဲ့အမြင်သာထင်သာရှိတဲ့ challenge ဘိုးသမားရဲ့အဝေးဘောပေါ့နော် အဲ့တော့ဒီအဝေးဘောဒီအကြောင်းပြောပြီးသွားပြီဆိုရင်တော့နောက်ထပ်ပြောင်းလဲလာတဲ့အရာကတော့ဒိုက်ရိုက်ပလေးပေါ့နော်ဒါလိုက်ဆန်သွားတာအသင်ကပို့ပြီးဒါလိုက်ဒါလိုက်ဆန်သွားတယ်လို့ပြောလို့ရဒါကတော့ United တသင်းနဲ့မဟုတ်ဘူးပြကျွန်တော်အဲ့ဒီ data ကိုလည်းအရင်ကကြည့်ခဲ့ဘူးတယ်ဒီ Premier League ကအသင်တိုင်းလိုလိုကဒီပစင်ဘောလုံးပေးဖို့မှုအရေးအတွက်ကနည်းပါလာတယ်အသင်အများစုကလည်းဒါလိုက်ဆန်လာဒီထဲမှာ Manchester United ကလည်းချင်းရှရာကိုဒါလိုက်ဆန်လာတယ်ပေါ့နော်ပြီးခဲ့တဲ့ရာသီတုန်းကဒီ ီးခဲ့ရသေးတော့ Manchester United ကခုနအဝေးဘောနဲ့ပဲပြန်ဆက်ရရင်တော့အဝေးဘောကန်နဲ့နှုံထားမှာဒီအလဲလက်အဆင့် average အလဲလက်အဆင့်သာရှိခဲ့ပဲဒီရသေးမှာတော့အသုံးအသင်းမြောက်အများဆုံးအသင်းဖြစ်ခဲ့ပြီးပြီเนาะအဲ့တော့အဲပြီးတော့2024 2025တုန်းက Manchester United က5သင်းမြောက်အနည်းဆုံးအသင်းအနည်းဆုံးတင်းဆို slow attack ပေါ့နော်ဒီတက်စစ်ကိုဖြည်းဖြည်းချင်းသွားတဆင်းချင်းတဆင်းချင်းသွားတဲ့အထက်မှာအဆင့်9ရှိတယ်အနည်းဆုံးဒါပေမဲ့ဒီ ဒီရာသီမှာကျတော့အမြန်ဆုံးအဆင့်၈ဒီရောက်သွားတယ်။မြန်မာဆက်ဆံမဲ့ဘောလုံးမြန်မာဆက်ဆံပေးတော့အဲ့တော့ဒီဒီဘောလုံးပေးဖို့မှု၁ချိန်အထက်ရှိတဲ့ sequence နေပေါ့နော်အဲ့ဒီအဲအဲ့လို sequence မဲ့ဆိုတော့အဲ့ဒီအဲ့အဲ့ပမာဏတွေနဲလာတယ်ဘောလုံးပေးဖို့မှုတွေတော်တော်နဲလာတယ်ဒီပုံကိုကြည့်မယ်ဆိုရင်ပို့ပြီးထင်ရှားတယ်ဗျာဒီ template ဘောလုံးပေးဖို့မှု၁ချိန်အထက်ကျော်လွန်တဲ့ sequence နေပေါ့နော်ဒီလိုမျိုးချိတ်ဆက်မှုတွေက 2024-2025မှာ17ကြိမ်ကျော်ရှိပြီးတော့ခု2025-2026မှာတော့7ကြိမ်ကျော်သာကျန်တော့တယ်ဒီဟာကတော်တော်ကိုနည်းသွားပြီးတိုင်ရိုက်ပို့ပြီးဆန်လာတော့မြင်ရတယ်အမှ drive speed ကိုလည်းဆက်ကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့နှစ်က1.6000ကျလုံးရှိပဲဒီဟာဒီမှာ1.8000ကျလုံးထိဖြစ်လာတယ်အဲ့တော့အာဒီ sequence တစ်ခုပေါ့ဒီချိတ်ဆက်မှုတစ်ခုမှာပဇင်ပေးတဲ့အရှိအတော့ကလည်းပြီးခဲ့တဲ့ရာသီက3.3.9ဖြစ်ပြီးဒီရာသီမှာ3.3ပဲရှိရတယ်။မြန်မြန်ဆန်ဆန်ပြီးတယ်မြန်မြန်ဆန်ရှိလို့သွားတယ်ဗောနော။ sequence တိုင်းနေရာလဲအောက်က ဖော်ပြထားသလိုဖြစ်တယ်ဆိုတော့ဒါကလည်းရောက်လာတဲ့ player တွေကြောင့်လည်းအများကြီးပါတယ်ကျွန်တော်တို့မှာအန်ပူပူ brand အန်ပူပူလို့ဓာတ်ရိုက်ဆန်တဲ့ဒီ channel channel run တွေပြီးတဲ့ player တွေရှိလာလို့လည်းပဲပို့ပြီးတော့ဒီ sub play တွေပေါ့နော်တောင်ပန်းတွေတောင်ပန်းတင်းပြီးတောင်ပန်းပြေးဆိုတဲ့ပုံစံမျိုးလေးတွေပို့ပြီးမြင်ရတော့တစင်းတစင်းသွားတာကိုဓာတ်ရိုက်ကိုပို့ပြီးဖြစ်လာတယ်ပြီးတော့နောက်ကနေ canton နဲ့ canton တော့ရှေ့ကဒီ sasco လို့လို့ player တွေကထောက်ပြီးတော့ဆိုတော့နောက်ကနေပြီးတော့ဗျ beta from bad တစင်းတစင်းသွားတာတွေကျွန်တော်တို့မလုပ်တော့ချက်ချင်းမရှိကိုရောက်သွားတာမျိုးဒါကြောင့်လည်းပဲ အဲဘောလုံးပေးဖို့မှုအရေးအတွက်ကနဲပါလာတယ်ပြီးတော့ Sasco လို player ရောက်လာတဲ့အတွက်ကြောင့် crossing နေလည်းပို့ပြီးပြီးတော့များလာမယ်လို့ယူဆရတယ်အရင်တော့ကျွန်တော်မှ count တတ်မဲ့သူမရှိတော့ဘူးကျွန်တော်တို့မှ count တတ်မဲ့သူရှိလာမယ်ရှိလာပြီဆိုတော့ cross တင်မယ် cross တင်ပြီဆိုရင်ကျွန်တော်တို့ area တွေပြဆင်းချင်းသွားတာမလို့ဘူးကန်တင်လိုက်ပြီး cross တိုက်ရုံပဲဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ cross တင်တဲ့အရေးအတွက်ကတော့အများကြီးပြောင်းလဲသွားတာမျိုးတော့မရှိသေးဘူးဒါပေမဲ့ဘယ်မှာတိုးတက်လာလဲဆိုတော့ cross အရေးအတွက်ကိုအသုံးချတဲ့နေရာမှာ တိုးတက်လာတယ်အဲ့တော့အဲတပွဲကို penalty area တွေကို cross သုံးတဲ့မှာတစ်ချိန်အောင်မြင်လာတယ်ပေါ့နော်ဒါကပြီးခဲ့တဲ့ယာသီကာထဆာရင်အများကြီးတိုးတက်လာတာဖြစ်ပြီးတော့ဒီ premier league မှာဆိုရင်ဒုတိယမြောက်အများဆုံးအသင်းတစ်သင်းဖြစ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒါကပွဲတစ်ပွဲမှာ area တွေကိုသုံးတဲ့မှာတစ်ချိန် cross အောင်မြင်တဲ့ဟာက premier league မှာဒုတိယအများဆုံးအသင်းဖြစ်လာတယ်ဒါကတော့ ဒီ direct speed ဒီဘောလုံးသွားတဲ့အမြန်တော့ပြီးတော့ pass ပေးသွားတာ pass ပေးတဲ့ sequence နေလာတာ direct ဆန်လာတာကိုဒီဒါတော့ပြောသွားတာပေါ့နော်ကျွန်တော်တို့ဒီအချက်လက်တွေကတစ်ခုနဲ့တစ်ခုကြောင်းတစ်ခုဖြစ်လာတယ်တစ်ခုနဲ့တစ်ခုကိုမှီခိုးပြီးဖြစ်လာတယ်ကျွန်တော်တို့ကျွန်တော်ခုနကပထမဆုံးပြောခဲ့တဲ့ဒီ long ဘူးသမား long ball ကန်တယ်ဒုတိယအနေနဲ့ long ball ကန်တာနဲ့ချိတ်ဆက်ပြီးတော့ direct football ပေါ့နော်ကျွန်တော်တို့ဘောလုံးမြင်းမြန်ဆန်ဆန်ပေးပြီးတော့တိုက်ရိုက်ကစားတယ် အဲ့တော့ဓာတ်ရိုက်ကစားတဲ့အချိန်မှာဘာဖြစ်မလဲဆိုတော့ကျွန်တော်ဘောက်နောက်မှာဘောလုံးဟိုပိုင်ဆိုင်မှုတိတ်ကြိုင်စရာမလိုတဲ့အတွက်ကြောင့်ဘောလုံးဆုံးရှုံးမှုတွေနဲ့လာဒါဒီလိုပြဿနာဖြစ်လာအဲ့ကျွန်တော်ဒီပုံချက်လောက်ကြည်လိုက်ရအောင်ဗျာကျွန်တော်တို့2020 2023ရပြီပေါ့အဲ့ဒါအဲ့တန်ကပထမဆုံးရပြီအဲ့အဲ့ဒီအချိန်မှာဆိုရင် United ကနောက်မှာ32ရာခိုင်နှုန်းကင်တယ်41ရာခိုင်နှုန်းကအလယ်မှာကင်တယ်ပေါ့နောက်တစ်နှစ်မှာ34ရာခိုင်နှုန်းလိုကင်လာတယ် ကျွန်တော်အထင်ဒါဟာအန်ဒရီယိုနာနာရောက်လာပြီလို့ထင်တယ်အဲ့မှာနောက်မှာဘောလုံးပူကန်ပြီးတော့ beat from back တစ်စင်းချင်းတစ်စင်းချင်းကျွန်တော်သွားတယ်ပေါ့အလယ်မှာ40ကလုံးကန်တယ်ပေါ့အဲ့ဒါနောက်တစ်နှစ်2020 2020ပြီးခဲ့တဲ့အဲတဟန်တဝက် morning တဝက်ကန်တဲ့နှစ်မှာတော့34ရာခိုင်နှုန်းဆက်ကန်ထားတော့မယ်ဒီမှာအန်ဒရီယိုနာနာကိုသမားအဲကိုကွင်းလေရော42ရာခိုင်လုံးပြီးတော့အဲ့အချိန်မှာဗာဖြစ်လဲဆိုတော့ကျွန်တော်တို့မှာ center back 3ယောက်တွေ့ဖြစ်သွားပြီအဲ့3ယောက်ချင်းပေးနေရတဲ့ဘောလုံးရှေ့မြောက်ဝယ်နေနောက်မှာပဲတည်နေရမှုများတယ်ဒီရာသီမှာတော့ ဲ့ဒါမျိုးကိုစွန့်လွှတ်လိုက်တယ်နောက်မှ300ကျလုံးပဲကျန်ခဲ့ပြီးအလဲမှာ40ကျလုံးဖြစ်သွားတယ်ကျွန်တော်ခုနကပြန်ချိန်မယ်ဆိုကိုသမားကန်တင်တဲ့အတွက်ကြောင့်နောက်မှဘောလုံးပေးဖို့မရှိတော့ဘူးအလဲကိုဘောလုံးတိုင်ရောက်သွားတယ်အဲ့တော့အလဲမှာဘောလုံးခီးချက်များတယ်ဒီဟာနဲ့နောက်ထပ်အကျိုးရလဒ်ကတော့ကျွန်တော်ဘောလုံးပြတ်ပြီးတော့ကိုပြန်ပေးရတဲ့ကိစ္စမျိုးတွေကနည်းလာတယ်ဒါကကျွန်တော်ဆိုလိုတာတစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ United ကပြီးခဲ့တဲ့ရှားတီတုံးကတပွဲကို၅သရမ၄ချိန်မြောက် လေးချိန်နှုံးနဲ့ကိုယ့်ရဲ့ defensive တတ်ပါတော့ကိုယ့်ဘက်အချံကိုယ့်ရဲ့ point ဘက်ချံမှာဘောလုံးဘောလုံးကင်နေနဲ့ဘောလုံးပြတ်တဲ့ဟာတပွဲကို9.4ချိန်နှုံးရှိတယ်ပြီးခဲ့တဲ့ရက်ဒါဟာအထက်အဲအထက်ဟိုများတာဆိုလို့ဗျာဒီ Tottenham Hotspur နဲ့ Southampton တို့ပဲရှိတယ်သူတို့ကလည်း beat up from back ကားပါဘောအဲ့ဒါနေပြီးတော့ဒီຢာဒီမှာတော့အဲ့လိုမျိုးအဲ့လိုမျိုးအမှားတွေတိတ်မရှိတော့ဘဲနဲ့နှစ်တရမ၄ရက်ကောင်ကိုမဆုံးရှုံးတော့ ို့ဘက်မှာဘောလုံးကို့ဘက်မှာဘောလုံးပိုင်ဆိုင်ထားရင်ဘောလုံးပေးနေရင်လည်းပြတ်တဲ့အချိန်တော့မနစ်က9.4ချိန်တော့နေပြီဒီနှစ်မှာ2.4ချိန်တော့ဒီတော်တော်ကြီးကျသွားတယ်ဆိုတော့နောက်မှာဘောလုံးမကင်တော့ပြီးတော့ဒီ8.4ချိန်တော့ဆိုရတယ်အာဆင်နယ်ပြီးရင်ကျွန်တော်တို့ကဒုတိယအအနေဆုံးဖြစ်သွားတယ်နောက်မှာဘောလုံးဘောလုံးထိကြအောင်လို့တော့ဘောလုံးမပြတ်တော့ဒီကတော့ရိုးရှင်းလေးပါအဲ့တော့ဒီကလည်းဟုတ်တယ်ဒါကန်တင်မိုးတွေကြောင့်လည်းအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့မှာဘယ်မှာသွားပြီးတော့ တက်ရောက်မှုရှိသေးတယ်လဲဆိုတော့ကျွန်တော်တို့က position မပြတ်တော့တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ position နဲ့မရတော့ဘူးပေါ့အဲ့တော့ဘောလုံးပိုင်ဆိုင်မှုကပြီးခဲ့တဲ့ရာသီကတပွဲကို54ရာခိုင်နှုန်းလောက်အပုံမှန်ရနေပြီမယ်ဒီရာသီမှာ50ရာခိုင်နှုန်းကြီးကျသွားတယ်ကျွန်တော်တို့အကုန်လုံးလည်းမြင်ရပါတော့တချို့ပွဲတွေမှာဆိုကျွန်တော်တို့က50ရာခိုင်နှုန်းတော့မပြည့်တော့နိုင်သွားပြီမယ်အဲ့လိုမျိုး ဖြစ်သွားတာပေါ့ဒါကတော့တစ်ဖက်နဲ့တစ်ဖက်ကန်တင်နဲ့ကန်တင်တော့ကန်တင်တော့ direct play တယ် direct play တော့နောက်မှာဘောလုံးမရှိဘူးနောက်မှာဘောလုံးမရှိတော့ဘောလုံးပြတ်တဲ့ခြေကလုံးနဲလာတယ်ဘောလုံးပြတ်တဲ့ခြေကလုံးနဲလာတော့အဲဘောလုံးပြတ်တဲ့ခြေကလုံးနဲလာတာနဲ့အပြိုင်နဲ့ဘောလုံးလည်းပိုက်ဆိုင်မှုမရှိတော့ဘောလုံးပိုက်ဆိုင်မှုကလည်း short ကျလာတယ်ပေါ့နော်အဲ့တော့ဒီအဲဒီလိုမျိုးဟိုတစ်ခုနဲ့တစ်ခုချိတ်ဆက်နေမှုလေးတော့ရှိရပါတော့ကျွန်တော်တို့နောက်ထပ်ထူးခြားလာတဲ့အချက်တစ်ချက်ကတော့ down gun ball တွေပေါ့ ကျွန်တော်တို့တောင်းကန်ဘောတွေမှာပြီးခဲ့တဲ့ရာသီတွေတော့ဆိုရင်ယူနိုက်တက်ကညာတန်းရှိတယ်ဘရူနိုဖာန်ဒက်စ်ပုံမှန်ကန်တယ်ပြီးရင်ခရစ်စတီယန်အယ်ဒီဆန်ရှိမှာပြီးရင်အမတ်ဒီယာလို့ရှိတယ်ဘရူနိုဖာန်ဒက်စ်နဲ့ခရစ်စတီယန်အယ်ဒီဆန်ညာတန်းနေဆိုတော့โอเคဘက်ဘက်ကကန်ရင်တော့ကျွန်တော်တို့အင်းစင်းပါတော့အလေကိုစင်းလို့ရတယ်ညာဘက်ကကန်တယ်ဆိုရင်တော့ကျွန်တော်တို့ကအလေကိုမစင်းအလေကိုဘောလုံးမရောက်တော့ဘူးနဲ့ဒီလိုအပြင် white ပေါ့ကွာအပြင် white တဲ့အပြင် UTV white တဲ့အဝိုင်မဖြစ်တော့အောက်စင်းမှာပေါ့အောက်စင်းမှာဖြစ်သွားတယ်အဲ့တော့ဒီရာဒီမှာတော့ကျွန်တော်တို့ဘရိုင်ယန်အန်ဘူးကိုယောက်လာတယ် ဆိုတော့ Bruno Fernandes ကညာဘယ်ဘက်ကိုကန်ရင်သူတို့အထက်အထဲကိုအတွင်းဆင်းလို့ရတယ်ဒီ Brian Mbappe ကညာဘက်မှာကန်ရင်သူကအတွင်းကိုသူလည်းဆင်းလို့ရတာပေါ့အဲ့လိုအဲ့လိုနှစ်ဖက်စလုံးကအတွင်းဆင်းလို့ရတယ်ကျွန်တော်ပုံကိုကြည့်မယ်ဆိုရင်ရှင်းတယ်ဒီဘယ်ဘက်ချမ်းမှာဆိုရင်အဲဒါဒါကတော့ပထမအပေါ်ဘုံကပထမရာသီပုံပေါ့နော်ပထမရာသီမှာဆိုကျွန်တော်တို့ကဒီအတိုလေးတွေလည်းပေးတယ်အဲ့လိုမျိုးသွားတယ်ပေါ့နော်ဘယ်ဘက်ချမ်းကိုကြည့်ညာညာဘက်ချမ်းကိုကြည့်မယ်ဆိုရင်လည်းပဲသူထို ခုနီ၎င်းပဲပုံကြည့်တော့ရှင်းပါတယ်အနီရဲတောက်နေတာအခုဒီဘောလုံးအများဆုံးပေးတဲ့နေအောင်ဘီယာသမားတော့ရှင်းတယ်အတူလဲတိတ်မပေးတော့ဘူးအတူပေးတာတော်တော်နည်းသွားပြီးတော့ဓာတ်ရိုက်ပဲကန်နေတယ်ဓာတ်ရိုက်ကန်တင်လာမှဒီဘရူနိုဖန်ဒက်စ်ရဲ့အချမ်းမှာဆိုရင်အေရီယာထဲမှာ26ခန်းလောက်ရှိတယ်ဒီကိုသမားနာမှာအဲ့လောက်တီကိုအဲ့လောက်တဲကန်တယ်ဘဟန်ဘူးဘူးချီမှာတော့တစ်ခါတလေလေးမှ short pass တွေပေးတယ်ဆိုပေမဲ့ဒီမှာသူ in swing ပေါ့နော် in swing ရဲ့80ခန်းလောက်လုံးဝအထဲကိုပဲ swing ပြီးတော့ကန်တယ်ဟိုဘက်ဘက်ချမ်းမှာလည်းပဲဒီလိုပဲ အင်ဆင်မဲ့ကန်လည်းပြီးခဲ့တဲ့ရာသီအရဆို60ရာခိုင်နှုန်းအင်ဆင်အောက်ဆင်အတူရာခိုင်နှုန်း200ရာခိုင်နှုန်းပါသေးတယ်ဒီရာသီကလုံးဝပဲအင်ဆင်မဲ့သွားတာအထက်ဟုတ်ပဲကိုသွားဟုတ်ပဲတဲ့ဒါက unit အသင်းနဲ့တော့မဟုတ်ဘူးပြကျွန်တော်အဲ့ data နဲ့အဲ့ data လည်းကျွန်တော်ဖတ်ဘူးရယ်ဒီ premium league အသင်းတွေကဖြည်းဖြည်းနဲ့ဒီအလေကိုပဲကန်တင်တော့တယ် short bus တွေလည်းမပေးတော့ဘူးဒါဒါက league အလိုက်ပြောင်းလဲလာတဲ့အချိန်မှာ Manchester နဲ့ကလည်းလိုက်ပြီးတော့ပြောင်းလဲလာတာပေါ့နော်အဲ့တော့ HHG ပေါ့လေဒီ Expected goal ပေါ့ ဒီ set speed တွေကျွန်တော်တို့ဒီ tagan ball တွေ goal ဒီ free kick တွေကနေပြီးတော့ရတဲ့ expected goal ပမာဏကဒီနှစ်မှာဆို0.49ပမာဏတိဖြစ်လာတယ်ဒါကကောင်းတယ်ပေါ့လေကျွန်တော်တို့ဒီရာသီမှာ set speed ကနေပြီးတော့3-9ရထားတယ်ဆိုတော့0.49ရတယ်ဒါကတော့ expected goal ကိုပဲကောက်တင်တာကိုယ့်ဘက်ကိုလည်းပြန်ပြီး expected goal ပြန်ပေးရတယ် set speed ကနေပြီးဒီရာမှာတော့ကျွန်တော်တားဆီးတယ်ညံဖြင်းသေးတယ်0.53အဲ0.53 hg per game ပေါ့နော်တပွဲကို တပွဲကို SSB ကနေ0.53 HG အထိကျွန်တော်တို့ပြန်ပြီးပေးရတယ်ဒီပမာဏကဒီလိမာဆိုရင်3သိန်းမြောက်အများဆုံးပမာဏဖြစ်နေတယ်အဲ့3သိန်းမြောက်ပမာဏပြပြီးခဲ့တဲ့ရာသီက0.34ပဲရှိတယ်အခုက0.53အများကြီးအများကြီးကျွန်တော်တို့ကိုဘို့တော့အများကြီးအလားလားပြန်ပေးနေရတာပေါ့နော်ဆိုတော့ဒီဟာတွေကဒီ Charlo Bay ရဲ့ခေါင်းတိုက်ကိုကြီး Calafiori ရဲ့ကိုကြီးဒီလိုဒီလိုစသဖြင့်ကိုကြီးကြောင့်ကျွန်တော်တို့ကဒီ HG အများကြီးပေးနေတာဒါကတော့ တိုးတက်လာဖို့အများကြီးလိုသေးတယ်ဆက်စပီဒက်ဖန်နေမှာเนาะဒီတကယ်ဘောတွေကိုကာကွယ်နေမှာတော့တိုးတက်လာဖို့အများဆုံးလို့အများတော်တော်ကြီးလိုသေးရပါเนาะဒီဒီဒါပေမဲ့ဆက်စပီကနေပြီးရလာတဲ့ HG ပါတော့ကျွန်တော်ကအများကြီးပြန်ပြီးတော့တိုးတက်လာရပေါ့ဆိုတော့ဒါကတော့ဒီအချက်လက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပြောင်းလဲသွားတဲ့အဲကစားပုံပြီးခဲ့တဲ့ရာသီနဲ့မတူတဲ့ပြောင်းလဲသွားတဲ့ကစားပုံဖြစ်တဲ့ကစားပုံပြောင်းလဲတဲ့ဆိုတာက3 4 3ကနေပြီး4ဘက်ကိုပြောင်းလဲသွားတာမျိုးကိုပဲအောင်ဆိုင်နေတာမျိုး ျွန်တော်တို့ကများတယ်တကယ်တော့အဲ့လိုမဟုတ်ဘူး343နဲ့လည်းပြီးခဲ့တဲ့ရာသီအတိုပေးကစားတယ်ဒီနှစ်ကအရှိကစားတယ်ဒီမှာဆိုကျွန်တော်အခုပြန်ပြီးချုပ်လိုက်မယ်ဆိုရင်ကိုသမားကလောင်ဘောတွေပို့ပြီးကစားလာတယ်လောင်ဘောတွေပို့ပြီးကစားလာတဲ့ဒါနဲ့တပြိုင်နဲ့ကျွန်တော်တို့ကဒါလိုက်စပီဒီအတကင်းစပီကဒါလိုက်ပြန်ပို့ပြီးတော့ဖြိတ်ပို့ဆန်လာတယ်ပြီးခဲ့တဲ့ရာသီကအနည်းဆုံးနေမှာပါမယ်ဒီရာသီကအများဆုံးနေကိုပါလာတယ်ဒီကနဲ့တပြိုင်နဲ့ကျွန်တော်တို့ကနောက်မှာဘောလုံးမရက် ဘောလုံးကင်ဆိုင်ကြပိုင်ဆိုင်ဟိုကင်ထားကြမလို့တော့ဘူးကင်ထားကြမလို့ဘောလုံးပြတ်တာနဲသွားတယ်ဘောလုံးပြတ်တာနဲရတယ်တကိုင်းနဲ့ဘောလုံးကင်ထားကြမလို့တာနဲ့တကိုင်းနဲ့ဘောဘုသရှင်ကကျသွားတယ်ဒါကတော့ဒါဆက်ဆက်နေတဲ့အချက်လေးဒီခုနောက်ဆုံးအချက်ကတော့ကော်နာဘောကော်နာဘောကိုကျွန်တော်တို့ကအထွေးဘယ်ဆွေးမိကန်တယ်ကော်နာဘောအတက်ကင်းအတက်ကင်း expected goal ပေါ့နော်ဒီဂိုးရနိုင်ခြေကတော့များလာတယ်ဒါပေမဲ့ဂိုးပေးရနိုင်ခြေတော့ခုထိများနေတော့မယ်ဒါကတိုးတက်လာလို့ဒါကတော့ဒီရာသီမှာယူနိုက်တက်ပြောင်းလဲလာတဲ့မိခရရာသီနဲ့ရှင်ယူနိုက်တက်ပြောင်းလဲလာတဲ့ တရားတွေကိုအချက်လက်ပုံမူတည်ပြီးတော့ပြသွားတဲ့ဒီဒီတလက်တကယ်ဆောင်းပါကိုကျွန်တော်ပြန်လည်ဖျောက်ဝေပေးတာဖြစ်ပါတယ်။ Okay ။ဒါကျွန်တော်နောက်ပြီးတော့ပြန်တွေ့မယ်အားလုံးပဲတတ်တာပါ။